ားလုံးတို့တာလေးစားပါကျွန်တော်ရဲ့ RPN Arocan မြန်မာ YouTube channel လေးကနေလေးတူစွာပြန်လေးဆွဆွလိုက်ပါတယ် ULA ကိုတရဝင်းအုတ်ချုပ်ရေးအဖွဲ့အဖြစ်အသိမှတ်ပြုပေးရန်ကုလသမဂ္ဂနှင့်နိုင်ငံတကာတန်အမတ်များကိုအရက်ဖက်အဖွဲ့နှစ်ရနှစ်ဖွဲ့ကတောင်းဆိုလိုက်တဲ့တင်ပြကိုတင်ဆက်ပေးပါမယ် ရခိုင်မြို့သားဖွေးချုပ်အာရကတတူ ULAA ကိုရခိုင်ပြည်အတွက်တရဝင်းအချုပ်ရေးအာဏာပိုင်အဖြစ်အသိမှတ်ပြုပေးရန်ပြည်တွင်းပြည်ပရခိုင်မြို့သားချက်ဖက်အဖွဲ့အစည်းနှစ်ရနှစ်ဖွဲ့ကနေပြီးတော့ကုလသမဂ္ဂနဲ့နိုင်ငံခြားတပ်အမတ်များထံသို့2025ခုနှစ်စက်တင်ဘာလအတွင်းကအိုက်ပွင့်ပေးစာပေးဖို့တောင်းဆိုထားကြောင်းသိရပါတယ်။ ULAA ကိုတရဝင်းအချုပ်ရေးအာဏာပိုင်အဖြစ်သတ်မှတ်ပေးရမည့်အကြောင်းရင်းကို အဆိုပါအရက်ဖက်အဖွဲ့အစည်း၂၀၂ဖွဲ့တည်းမှတစ်ဖွဲ့ဖြစ်တဲ့ African American Community AAC မှဥက္ကဋ္ဌဦးစိုးဝေဆံကလက်ရှိရခိုင်ပြည်အတွက်မှာအများပြည်သူအတွက်အထူးအရေးပါတဲ့အုပ်ချုပ်မှုလုံခြုံရေးနိုင်ငံရေးနဲ့လူ့အဖွဲ့အစည်းဖွဲ့စည်းရေးတာဝန်တွေကို ULAA က တည်ဆောင်ဖြည့်ရှင်းနေတာကြောင့်ဖြစ်ပါတယ်တက်မတော် SSC ရဲ့အုပ်ချုပ်မှုဟာမပြည့်မစုံနိုင်တဲ့နေရာတွေစစ်ပွေးဖြစ်နေတဲ့ဒေသတွေမှာတက်တန်းအနည်းဆုံး6နှစ်အထိ ULDA အဖွဲ့ကမျိုးစုံသောအုပ်ချုပ်ရေးလုပ်ငန်းတွေဖြစ်တဲ့နေမြေအုပ်ချုပ်ရေးတရားမျှတရေးကျန်းမာရေးပညာရေးလူမှုဖွံ့ဖြိုးရေးစတဲ့တာဝန်တွေကိုထမ်းဆောင်နေတာကြောင့်ဖြစ်ပါတယ်ပြည်ပဆိုင်ရာအသိမှတ်ပြုမှုရရှိဖို့လိုအပ်လာတာဖြစ်ပါလေလို့ကြိုပါတယ် UNLA ကိုတည်ဝင်အာဏာပိုင်အဖြစ်အတိမတ်ပြုဖို့လိုအပ်တဲ့အကြောင်းရင်းတွေကိုလည်းဥစုဆံဝေကဆက်လက်ရှင်းပြထားပါတယ်။အောက်ရှုရေးအာဏာလက်တွေ့ရှိနေတာနေပြည်တော်အများစုမှာလုံခြုံရေးတရားရေးစာဝတ်နေရေးအခြေခံဝန်ဆောင်မှုတွေကိုထိန်းချုပ်နေတာ ပြည်သူအထောက်ပံ့ရရှိနေတာရခိုင်ပြည်သူတွေအနေနဲ့ဒိတ်ရိုက်ထောက်ခံမှုတွေပေးနေတာအဖြစ်ဖြစ်စင်ရကွာဟမှုဖြစ်ခြင်းရဲ့အတွက်တာဝန်ယူနိုင်သူအဖြစ်အသိမှတ်ပြုဖို့လိုအပ်တာအကြမ်းဖက်အဖွဲ့တွေကြောင့်ဖြစ်ပေါ်နေတဲ့နေနမိတ်လုံခြုံရေးပြဿနာတွေကိုစနစ်တကျဖြေရှင်းနိုင်ဖို့ဖြစ်ပါလေလို့၎င်းကထပ်လောင်းပြောဆိုပါတယ်။ယခုတောင်းဆိုခြင်းများမှာရခိုင်ပြည်အတွင်းအုပ်ချုပ်ရေးအာဏာကိုတရားဝင်အသိမှတ်ပြုရန်သာရည်ရွယ်ချက်ဖြစ်ပြီးမြန်မာနိုင်ငံတနင်္ဂနွေလုံးတွေမဟုတ်ကြောင်းလေး AAC ဥက္ကဋ္ဌဦးစိုးဝေဆန်ကပြောပါတယ်။ အဖွဲ့ပိစာများကိုကုလသမဂ္ဂမြန်မာနေပြည်တော်ဆိုင်ရာအဖွဲ့အစည်းများ UNDP, UNOCHA, UNHCR, UNICEF, WFP စတဲ့တောင်အာရှဒေသရှိနိုင်ငံသံအမတ်များ American, EU နဲ့ ASEAN ဖွဲ့ဝင်နိုင်ငံများချီတဲ့တန်အမတ်တွေတန်တော့ပြပိုထားကြောင်းတွေသိရပါတယ်ဆက်လက်ပြီး EU delegation to Myanmar Embassy of the United States Embassy of the Japan Embassy of China Embassy of Canada embassy of Australia. Sorry, တန်ယုံတွေကိုလည်းပြေပို့ထားကြောင်းသိရပါတယ်။ရည်ရွယ်ချက်ကတော့တက်ဆိုင်ရာနိုင်ငံတွေအနေနဲ့ ULA ကိုအစ်စ်ဖွဲ့စည်းဖြစ်တာမှာကပဲတာဝန်ရှိတဲ့အုပ်ချုပ်ရေးအဖွဲ့အဖြစ်အသိမှတ်ပြုပေးဖို့ဖိအားပေးခြင်းဖြစ်ပါတယ်လို့ AAC ဥက္ကဋ္ဌဦးစိုးဝေဆန်ကဆိုပါတယ်။ GMB Rockhine Bangladesh နေဆက်အခြေမှအာဆာ RS ကိုအဖွဲ့များကြောင်းဖြစ်ပေါ်နေတဲ့အနေနဲ့မိတ်အန်တရီများအချမ်းဖြစ်မှုများနဲ့ဒေသခံပြည်သူများလုံခြုံရေးစိုးရိမ်နေရခြင်းအပေါ်ဖြည့်ရှင်းဆောင်ရွက်ပေးရန်လေကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့နိုင်ငံတကာတန်အမတ်များကိုအိတ်ဖွင့်ပေးစာမှတောင်းဆို ေးပို့ထားပါလေ။ World Arcan Organization WAO အဖွဲ့မှအတွင်းရမှုဦးသိန်းထွန်းစံက RSO နဲ့အာစာတို့ရဲ့နှုတ်ရှားမှုတွေကြောင့်နေနမိတ်ဒေတာမှလုံခြုံရေးအန်တီရီပဲတော်လာတာဘင်္ဂလားဒေ့ရှ်ဘက်မှစစ်တင်တန်း ကြားယူသူတွေဝင်ရောက်လာတာဒေသခံလူထုအပေါ်ကြမ်းဖက်မှုတွေဖြစ်ပေါ်နေတာစတာတွေကြောင့်တင်ငင်ရေးအပေါ်ထိခိုက်မှုတွေဖြစ်နေပါတယ်။ဒါကြောင့်အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေနိုင်ငံတကာလုံခြုံရေးအဖွဲ့တွေအနေနဲ့ဒီကြမ်းဖက်မှုတွေကိုတားဆီးပေးဖို့စစ်ဆေးပေးဖို့နဲ့ပံ့ပိုးမှုမပေးချဖို့တောင်းဆိုပါတယ်။ညနေမိတ်ဒေသအတွင်းလုံခြုံရေးနဲ့ငြိမ်းချမ်းရေးအတွက် ULAA နဲ့ပူးပေါင်းအလုပ်လုပ်ဖို့အတိမတ်ပြုဖို့လေတောင်းဆိုပါလေလို့ပြောပါတယ်။လက်ရှိရခိုင်အမျိုးသားအဖွဲ့ချုပ် ULAA ဟာ ရခိုင်ပြည်အတွင်းမှာနေမိအများစုကိုပိန်ဆိုင်ထားပြီးအုပ်ချုပ်ရေးအာဏာ administrative power တရားရေးစနစ် judicial system လုံခြုံရေးစနစ်လုံခြုံရေးစီရေးအဖွဲ့များကျန်းမာရေးပညာရေးဒီလိုမျိုးအဖွဲ့ဖြော်ရေးစတဲ့စနစ်တွေကိုလက်တွေ့အကောင့်ထေဖော်ထားတဲ့အဖွဲ့အစည်းအဖြစ်အရေးပါနေကြောင်းအရက်ဖက်အဖွဲ့အစည်းတွေကပြောဆိုထားကြပါတယ်ရခိုင်ပြည်မြို့နေ18မြို့နေရှိတဲ့အဲ့၁၄မြို့နေကိုအပြတ်သက်တိမ့်ပိတ်ထားပြီးစစ်တွေကြောက်ဖြူမှန်အောင်မြို့တို့ ဟိုသားအာဏာသိမ်းစစ်တပ်ကထိန်းချုပ်ထားနိုင်ခြင်းဖြစ်ပြီးစစ်တွေကြောင့်ပြုတော့မှာတော့ AA ရဲ့ CAPR ကိုစစ်ကောင်စီကရင်ဆိုင်နေရပါတယ်အမြေပုံမင်းပြမြောက်ဦးတောက်တူပုံနှကျွန်းရသက်တောင်ဘူဒီတောင်မောင်တော်ပါတော်ကွတောင်ကုတ်ရံပြေ တန်တွေစတဲ့အမည်တွေဟာ ULAA ရဲ့လက်အောက်အုပ်ချုပ်မှုမှာရှိနေပါတယ်။ဒေသခံအများစုကလည်း ULAA ရဲ့အုပ်ချုပ်မှုကိုတရိပ်ခံယူနေရပြီးယုံကြည်မှုရရှိထားတာဖြစ်ပါတယ်။ဒါကြောင့်အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့တာဝန်ရှိသူအဖြစ်အသိမှတ်ပြုဖို့လိုအပ်နေပါတယ်လို့ WAO အဖွဲ့မှအတွင်မှဦးသိန်းထွန်းဆန်ကတောင်းဆိုထားပါတယ်။အနာဒိတ်စစ်ကောင်စီ မြန်မာစစ်တပ်ဟာ2022ခုနှစ်ဖေဖော်ဝါရီလအတွင်းအာဏာသိမ်းဖို့ပြုလုပ်ပြီးကလေးကပြည်သူများရဲ့သဘောတူညီချက်မရှိတော့ကြောင်းအုံရှုံမှုနေမြေများမှာလည်းလက်တွေ့အာဏာမတင်မြေတော့ကြောင်းနဲ့ရခိုင်ကရှင်ရှင်ကရင်စတဲ့နေမြေတွေမှာလည်းအာဏာထိန်းချုပ်နိုင်မှုမရှိတော့ကြောင်းအရက်ဖက်အဖွဲ့အစည်းတွေကပြောပါတယ်နေမြေလိုက်တရားဝင်မှုဟာအလွန်နေပါသွားပြီးဒေသခံတွေအနေနဲ့မယုံကြည်တော့တဲ့အခြေအနေဖြစ်ပါတယ်ဒါအပြင်စစ်တပ်ရဲ့စီရေးအကြံဖက်မှုတွေအရက်သားတွေပေါ်လူခွင့်ရချုပ်ဖောက်မှုတွေကြောင်းနိုင်ငံရေးတရားဝင်မှုအဆုံးသတ်တယ်လို့ဖြစ်နေပါပြီလို့ AC ဥက္ကဋ္ဌဦးစိုး ေဆန်ကပြောပါတယ်နိုင်ငံပြင်ပအစင်မှာလေအဖြစ်ဖြစ်စင်ရအဖွဲ့အစည်းများဖြစ်တဲ့ UN EU US ASEAN အဖွဲ့အစည်းတချို့မှအာဏာသိမ်းစစ်ကောင်စီကိုတရားဝင်အစိုးရအဖြစ်အသိမှတ်မပြုကြကြောင်းလေတခေါက်ကဆိုပါတယ်ပြည်ပဆိုင်ရာအစင်မှာနိုင်ငံရေးရတရားဝင်မှုမရှိတော့သလိုအကျန့်ဖြစ်တပ်ဖွဲ့အဖြစ်တတ်မှတ်ထားခြင်းလက်နက်အင်အားအပေါ်အခြေခံထားတဲ့အာဏာဖြစ်ခြင်းနဲ့ဆရာနာရှိခြင်းတို့ဟာတရားဝင်မှုမဟုတ်ကြောင်းလေးပြောပါတယ်ရခိုင်ပြည်အတွင်း ULA ရဲ့ တရားဝင်မှုများမှာအခိုင်နေအများစုအတွက်လက်ရှိအာဏာရှိခြင်း de facto authority အုပ်ချုပ်ရေးအဖွဲ့များ administrative office ဖွဲ့စည်းခြင်းတရားရေး people's courts ကျန်းမာရေး health department ပညာရေး arcan education for လူလူမှုအဖွဲ့ပြုရေးလူမှုအဖွဲ့ပြုရေးစာဝတ်နေရေးအစီအစဉ်များအမှန်တကယ် accounting policy ရှိတယ်လို့ဆိုပါတယ်ကြည်သူယုံကြည်မှု popular legitimacy မှာလေဒေသခံပြည်သူများအစုကရွယ်လေးအေးကို တက်တန်းတိုးလိုတောင်အစိုးရအဖြစ်တက်တန်းတိုးလိုတောင်အစိုးရအဖြစ်လက်ခံထားတဲ့အဖွဲ့အနေနဲ့ယုံကြည်နေကြတယ်လို့ပြောပါတယ်အကြမ်းမဖြစ်တဲ့အုပ်ချုပ်မှုတရားမျှတသောလုပ်ငန်းများဒေသခံထောက်ခံမှုများကြောင့်တရားဝင်မှုအမြင့်ဆုံးအဆင့်ကိုရရှိနေကြတဲ့အရက်ဖြစ်အဖွဲ့စီတွေကဆိုပါတယ်နိုင်ငံအပြင် အဆင့် international legitimacy မှာလေ ULAA ဟာကနဦးအနေနဲ့တရားဝင်အသိမှတ်မပြုရသေးပေမဲ့နေပြည်တော်အတွက်လက်တွေ့အုပ်ချုပ်ရေးအာဏာရှိနေတဲ့အတွက် defector administrative authority အဖြစ်သုတေသနအစဉ်လာများမှာအသုံးပြုလာကြကြောင်းပြောပါလေအပြည့်ပြည့်စုံအဖွဲ့အစည်းများ UNOCHA WFV NGO တွေက ULAA ထိချုပ်နေတဲ့ဒေသများအတွင်းမှာအကူအညီများလှုပ်ဆောင်ရမှာတရက်ပူပေါင်းနေကြကြောင်းအခွင့်ပေးစာမှာ ပါရှိပါတယ်။ရခိုင်ပြည်အတွင်း ULA နဲ့စစ်ကောင်စီတို့အားတရားဝင်မှုနဲ့ပတ်သက်ပြီးနှိမ့်ချင်ပါကစစ်ကောင်စီကိုပြည်သူမယုံကြည်ပဲ ULA ကိုပြည်သူကယုံကြည်ကြောင်းအရက်ဖက်အဖွဲ့အစည်းတွေကပြုစုလို့ပြဖို့ထားကြပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။ဆုံးထိကျေးဇူးအားဆင်ပေးကြတဲ့တော်လိုင်းမိဖပြည်သူညီကောင်မတော်များအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်။တရင်ကောင်းလေးဖြစ်ပါတယ်။အရခပြည်သူပြည်သားများနဲ့တော့မြန်မာပြည်သူပြည်သားများအားလုံးဒီကင်ချမ်းမှာကြပါစေခင်ဗျာ။